အပေထုတ်ကုန်တွေအတွက်တရားဝင် firmware file တွေကိုဘယ်လို download ဆွဲရမလဲဆိုတာကိုပြပြပေးချင်ပါရဲ့အရင်ဆုံးအနေနဲ့ browser တစ်ခုကိုဖွင့်ပြီးတော့ developer.ebay.com/download ဆိုတဲ့ link ကိုတွားပြီးတော့ ebay id လေးနဲ့ sign in လုပ်ပေးလိုက်ပါအပိုင်ဒီနဲ့ဆိုင်းငင်လုပ်ပြီးတော့အထည့်ရောက်ပြီဆိုရင်အပိုင်ရဲ့ data win operating system စီးရင်ကိုတွေ့ရပါတယ် အဲ့ဒါလောထွက်လာတဲ့ iOS 26ကလွယ်ပြီးတော့ stable ဖြစ်တဲ့ firmware တွေကို download ဆွဲဖို့အောက်ကိုနည်းနည်းဆွဲပေးလိုက်ပါဗျာ။သက်ဆိုင်ရာ Apple device ရဲ့အောက်မှာဆိုရင် download restore image ဆိုတာရှိပါတယ်။အဲ့ဒါလေးကို click လိုက်ရင်တော့ရနိုင်တဲ့ support လုပ်တဲ့ model တွေကိုတွေ့ရပါတယ်။သက်ဆိုင်ရာ model လိုက် download ဆွဲနိုင်ပါတယ်။ Mac အတွက်ဆိုရင်တော့ဒီနေရာမှာ Apple silicon laptop အတွက်ပဲ download ဆွဲနိုင်ပါတယ်။လက်ရှိထွက်တာတဲ့ version ကိုလည်းတစ်ခါရေးပေးထားတာဖြစ်လို့ download ဆွဲဖို့အတွက်ဆိုရင် Mac computers with Apple Silicon ဆိုတာလေးကိုနေနိုင် download ဆွဲပေးပါတယ်။ဒါက Apple ရဲ့တရားဝင် website ဖြစ်တဲ့အတွက်တရားရာခိုင်နှုန်းယုံကြည်ရတယ်ဆိုတာတော့ပြောကြမလို့ပါဘူး။နောက်ထပ် website တစ်ခုလည်းရှိပါသေးတယ်။ဒါကတော့ ipsw.me လို့ခေါ်တဲ့ website ပါ။ဒီ website မှာလည်း Apple ထုတ်ကုန်နေတဲ့ firmware တွေကို download ဆွဲနိုင်ပါတယ်။ပို့ပြီးတော့စိတ်ချခြင်းနဲ့ဆိုရင်တော့ကျွန်တော်ပြပြခဲ့တဲ့ Apple ရဲ့ developer website ကနေ download ဆွဲတာပါဗျာ။